တ်မှလည်းအတက်ရတယ်။တက်တယ်မပေါ်တော့ဘူး။အွန်နေရပါတယ်ပဲ။အောက်တက်တယ်လား။တော့တဲ့အတိုင်းပဲအရွှေရောင်ကြီးတွေပါကြီးတိတ်မလုပ်ဘူး။တာယာလိုက်တာ။ရင်းရင်းလေးနေအမ။ဒီတိုက်ဆက်ဆိုင်လာပြင်းနေသေးပါ။ငါလည်းကြည့် ဟယ်လိုဒီနေ့တော့ကျူတို့ဘန်ကောက်မြို့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့ဘန်ချာကတိပတ်ကိုသွားလည်မှာပါ။အမတီနဲ့သွားမယ်ဆိုရင် Queen Circuit အမတီမှာဆင်းပြီးတော့အရန်ကိုကြီးကြေပြီးတော့ခန်းနာလွန်လာတဲ့ Queen Circuit National Convention Center ကြီးကိုဖြတ်ပြီးတော့သွားရမှာပါ။ဒီ Convention Center ကို1997ထဲကတိစောက်ပြီးစီးခဲ့တာတဲ့နှစ်ပေါင်း30ကျော်ပြီပေါ့နော်။ ဓာတ်တွေကအရှိန်စီးနေပါလေအခုစားပြီးတော့ပန်းချံမှာလမ်းသွားလျှောက်ပါမယ်သူတို့ကအခု convention center ရဲ့အရှိန်မှာရှိတဲ့ပန်းချံကတိ forest park museum ကိုသွားလည်ပါမယ်ကဲလျှောက်ပါပြီပန်းချံကတိပန်းချံမှာအလှလိုက်တာသွားနောက်လို့မရဘူးเนาะ public ပန်းချံပေါ့เนาะမိန်းနေစီလို့ရတယ်တဲ့ခွေးတွေကြောင်းနေတော့ခေါ်မရဘူး MRT station နဲ့ဆိုရင် queen queen surrogate queen surrogate MRT station အနေနဲ့လမ်းလျှောက်လိုက် ဘေကျင်ကရက်ပဲပန်းချံထဲမှာလျှောက်မယ်ဒီပန်းချံလေးက2022တုန်းကတိစောက်ခဲ့တာဆိုတော့တိတ်တော့မကြသေးပါဘူးနမဲကျော်ပြီးသူကပညာရှင်ခေါင်ချင်းကျူရဲ့ Sponge City Concept ကိုယူပြီးတော့တိစောက်ထားတာဖြစ်ပါတယ်တော့တဲ့အတိုင်းပဲဟိုဟိုလိုမျိုးအရွှေရောင်ကြီးတွေပါကြီးတိတ်မလုပ်ဘူးအော်နေရပါလေပဲအဲဟုတ်တယ်လေ ုံးကဆမှုဆောင်နေရာကိုရေလွှမ်းမှုမှုဘလောက်ပဲခံရခံရကြင်ကြန့်ခံပြီးတရှိခဲ့တဲ့ဗန်ကောက်မြို့လိုမျိုးကဘာဝတရားနယ်လက်ရောညီတွေစွာခံနိုင်ရရှိတဲ့ရှုခင်းအဖြစ်နဲ့ပြောင်းလဲပြီးတော့တိစောက်ခဲ့တာပါရန်မိုက်ဟောလူကိုလုတ်တတ်တာမီးယူလိုလိုလုံးရင်လှမယ်ဆိုတော့သူကတိရဲ့ဟွာလားလူတော့တိတ်မမြင်ရအောင်မီးအောင်နေပဲမြင်ရလူကထိုင်လိုက်မြင်ရ Ha ha. ပန်းချံရဲ့အလဲဂျူးတို့အခုရှောင်းနေတဲ့နေရာလေးရဲ့အောက်မှာတော့လင်းလင်းကောက်ကောက်နဲ့တိဆောက်ထားတဲ့ကွန်ကရစ်လမ်းလေးရှိတယ်။အဲ့နေရာလေးမှာဆင်းပြီးတော့ရှောင်းမယ်ဆိုလို့ရှိရင်လည်းဒီရေတော့ရောက်သွားသလိုမျိုးခံစားရစေတယ်တဲ့။ဒီထဲမှာရာချီတဲ့ကျွန်းသစ်သေးလေးတွေအများကြီးရှိတယ်။နောက်တစ်ခုကဒီပန်းချံထဲမှာရှောင်းလွယ်မယ်ဆိုလို့ရှိရင်တတိထားမယ့်အချက်တစ်ခုရှိပါတယ်။ဒီပန်းချံထဲမှာဖို့ရှိရတဲ့ဖို့ဟုတ်ဒါမဲ့လည်းအရန်တော့မကြောက်သွားပါနဲ့သူတို့ကလူတွေကိုအစိမ့်သက်သက်အနေနဲ့ပေးတတ်တာတော့မဟုတ်ဘူးပေါ့နော်သူတို့ကိုနှောက်ရက်တာတွေရန်ဆတာတွေတော့သွားမလုပ်မိဘူးလို့လာပါ့

န်ချက်ကတိပန်းညံကိုသွားလဲပြီးတဲ့နောက်နေ့မှာတော့ဖန်ကားမြို့ရဲ့အထင်ကရ street food လမ်းတစ်ခုဖြစ်တဲ့ဖန်သသွန်းလမ်းမှာရှောက်သွားရှောက်စားရင်အပြန်မှာချူလာပန်းချံလေးကိုလည်းဝင်ခဲ့ပါသေးတယ်။ချူလာလန်ကုန်း University နားမှာလမ်းလျှောက်မလို့ပါ။ Public space လေးပေးရအောင်ပေါ့နော်။အာလူငယ်တွေပန်းဖြေမဲ့မျက်ခင်းလေးတွေနဲ့ ာရလိုက်တာရင်းရင်းလေးနေတယ်မှာဒီနေ့ဒီနေ့ထူးထူးတိုက်ဆက်ဆိုင်လာပြည့်နေလေးပါဒါလည်းဖြည့်ဒီစီဘက်မှာငယ်လေးတွေဝိုင်းခွဲပြီးစကားပြောရှေးစားရများပြီးတော့ဒီမှာပညာနဲ့လမ်းလျှောက်ပညာလေးကတားရတယ်နော် public ပညာလေးဒီလမ်းလျှောက်ပြီးတော့မှအင်းပြန်ပါမယ်ဒီနေ့ကတော့တော်ပြိုင်းပါ နောက်တဲ့ဈေးဝယ်ဒါကျူရိုဖလော့လေးကိုကြည့်ပြီးတော့ဘွားအမော်တွေပြပြောက်စီမဲ့လို့ထင်ပါတယ်။နောက်ထပ်ဒီလိုမျိုးဘ ഹു တုတာလဲရဘွားအမော်တွေလဲပြည်စီတဲ့ဗီဒီယိုလေးတွေကိုထပ်ပြီးတော့တင်ဆက်ပေးမှာမို့လို့ကျူရိုရဲ့ channel လေးကိုစောင့်မျှော်အားပေးကြဖို့ပြောချင်ပါတယ်။အားလုံးပဲတက်တာ